ထင်မှတ်မထားလောက်အောင်ကိုတန်တဲ့အိမ်ဒီအိမ်ဝန်သိန်း2400တဲ့ဒီလိုအိမ်ကြီးအိမ်ကောင်ဒီလိုအိမ်မျိုးဒီလိုရွာလဲလမ်းမကြီးမေးတင်မှရှိနေတဲ့ဒီအိမ်ဝန်သိန်း2400တဲ့အဲထဲမှာဆိုလို့ရှိရင်လေစူပါစတီတွေရောဂဒင်တွေရောရေခဲတတာတွေရောဝါတာကူလာတွေရောအကုန်ထားပြီးမှအဲကွန်းတွေရောအကုန်ပါတဲ့အိမ်မျိုးသိန်း2400ညှိနိုင်ဆိုတော့ပြောမှဆိုရင်ရှိန်သူကပြင်ဦးလင်မျိုးရဲ့နောက်လုံးကြီးရွာထဲမှာရှိရဲ့ဟိုမှမမြင်ရလားဟိုမှမန်လေးလာရှိုးလမ်းမကြီး အဲ့တော့ပြည်အောင်စုလမ်းမကြီးကနေလမ်းမြင်နေရတယ်ပေါ့နော်ပြည်အောင်စုလမ်းမရွလမ်းမြင်နေရတယ်အဲ့ရွာလေလမ်းမမေးတင်မှာရှိနေတဲ့ဒီအိမ်အဲ့တော့ရွာမြေမျိုးစားပေးတဲ့ဒီအိမ်ကို သိန်း2400ကိုညှိနှိုင်းလေးနဲ့ရပါမယ်ရှင် အရန်လာတဲ့အင်္ဂလိပ်ဖြစ်ပါတယ်ရှင်။ဘေးနားမှာဆိုရင်ပရိဒါစူးကျိုးတွေကိုနှစ်ဆင်းပေါ့နော်။ပပတ်လဲတက်ဆင်ပေးထားတဲ့အင်္ဂလိပ်ဖြစ်ပါတယ်။အင်္ဂလိပ်တွေဝင်ဝင်ချင်းဒီမှာကာဒစီရက်လို့ရမယ်။အဒီနားလေးတွေဆိုလို့ရှိရင်ဒါဟွန်နာဖစ်လေးရက်လို့ရမယ်ဆို။ဟွန်နာဖစ်လေးဝင်မယ်ဆိုလို့ရှိရင်ကာသိလေးဝင်မယ်ဆိုနှစ်စီးသုံးစီးအဲ့လိုလေးရက်နာလို့ရတဲ့အင်္ဂလိပ်တွေပါ။ဒါလေးတွေကညမဆိုအရန်လာမှာဒါဆိုလာမီးတွေ။ဒါဆိုလာမီးရင်လေးဆိုညမဆိုအရန်ကိုလင်းချင်းပြီးလှမယ်အင်္ဂလိပ်ပေါ့နော်။အဲ့တော့ဒါလေးပြပေးမယ်။ဒီမှာက gas ပေါ့နော်။ ဧည့်သည်ပါညာထားလို့ရအောင်လို့ဆိုပြီးတော့ထားထားပေးတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းမမုံတော့စတိုနေနဲ့ထားလို့ရတဲ့နေရာလေးပါဒီမှာ။အဲ့တော့ဒီမှာ channel လေးပြပေးမလား။အော်ကိုပြောမဲ့စကားနဲ့အောင်အကြံတူနေရေဒီမှာဝရဏာလေးပါတယ်လို့ကော်ဖီပါညာတောက်လို့ရအောင်ဒီမှာစပွဲကုံလေးချဆိုတော့ပိုင်ရှင်ကချပေးလိုက်ပြီဒီမှာပန်းမိနေရာစပါမှာဒီအိမ်မှာနော်မြင်းမြင်းသမ ्या အကုန်လုံးထားခဲ့ပြီမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီခုံလေးလည်းပါမယ်ဒီပန်းမိကြီးကြီးလည်းပါမယ်ပေါ့နော်အဲ့တော့ထဲပွင့်ပြပေးမယ်ခြံကျဲက 40 60အိမ်အကျယ်က30 35ပဲကျဲရှိတယ်။ဒါလေးကလေဗင်ရောနေရာလေးပါမျက်နှာကျဆိုလို့ရှိရင်လည်းဟိုင်းမြင့်နဲ့ဒီမှာဆိုလို့ရှိရင်လည်းလိုက်ကြရဆိုလို့ရှိရင်လည်းကောင်းစားရေးတက်ဆင်ပေးထားတယ်။အဲ့တော့လေဗင်ရောနဲ့မျက်နှာချင်းဆိုင်ကတော့ shrine room လေးဖြစ်ပါလေရှင်။ shrine room ဆိုလို့ရှိရင်လေဒီလို step ကလေးနဲ့တည်တံ့လေးထားပေးရတယ်။ shrine room အဝင်ဆိုအဝင်ဆိုလို့ရှိရင်ဒီလို cabinet ကလေးနဲ့ဒီလိုအလှဆင်ပေးထားတယ်ပေါ့နော်။ဒီ cabinet ပေါ်မှာတင်ထားတဲ့အရုပ်တွေပန်းအိုးတွေအစအကုန်ပါမှာ။အဲ့တော့ အရန်တန်တဲ့အိမ်ကလေးလိုက်ကားတွေကစားပါတော့ဒီလိုလေးရထားတာပဲလေရမ်းကြိုက်တယ်တိလားပြီးတော့ပရင်တကားလိုက်မှဆိုလို့ရှိရင်ဒီလိုလုံချုံရေးတမန်တန်တကားလေးတက်ဆင်ပေးထားပါလိမ့်ရှင်အဲ့တော့ဒီဘချမ်းလေးပြပေးမယ်ဒီမှာပါဒါလေးကမစတာဘရွန်လေးပါဒီမှာရေးထားရအောင်နော်အခန်းနေရဲ့ဒယ်ရီရန်ဒန်ရဲ့တဲ့ဒါလေးကမစတာဘရွန်လေး အဲ့တော့ဒီမှာ air con နေရာစားပါတယ်ဒီလိုပကြီကားနေရာစားပါမယ်ဒီ air con နေရာလည်းအစ်တစ်ဒီပေါ့နော်ဒီ air con နေရာစားအကုန်ပါမယ်ဒီမှာကဒီခန်းထဲမှာဗာထည့်ပေးမှလဲဆိုတော့တဲ့သူကကဒင်းဆိုလို့ရှိရင်အနက်ရောင်ကဒင်းပါမယ်နောက်ပြီးတော့ဒီလိုခုံနေပါမယ်နောက်တစ်ခုကကြတော့မှန်တင်ကုန်လေးပါမယ်ပေါ့နော်ဒါလေးက master bedroom ရဲ့ပတ်တန် WC ဖြစ်ပါတယ်ရှင် Prado တစိမ့် ဒီရှေးဘူးအိုးတက်ဆင်ပေးထားတယ်50လီတာအိုးပေါ့နော်ဒါကတော့ဟိုတိုင်းဘေးစင်ရှာဝါပါတင်ပါတိုက်တဲ့ facility တွေပြည့်ဝပါတဲ့အိမ်လေးဖြစ်ပါတယ်ရှင်ဒီခန်းရဲ့မျက်နှာချင်းဆိုင်မှာဆိုလို့ရှိရင်တော့ဒီမှာပတ်မှုဒရာတဲ့ဒီပတ်မှုဒရာထဲမှာဆိုလို့ရှိရင်လည်းပါပါမှာလဲဆိုတော့ပုံမှန်တိုင်းပဲကရင်ပါမယ်မှတ်နေကုန်ပါမယ်နောက်ပြီးတော့ဒီစာကြည့်စပွဲပြီးလို့လေးပါမယ်ပေါ့နော်အဲ့ဒါလေးတွေကအချူရောင်ကလေးတွေဖြစ်မယ်အဲ့တော့ ဒါလေးကအနက်ရောင်ဒီဘက်ကဖြူရောင်ဒီဘက်ကတော့ကျွန်းရောင်ကလေးဖြစ်ပါမယ်အနုတဲ့ဒါလေးကအနုခံလေးပေါ့နော်ဒါလေးကတော့ကျွန်းရောင်ကလေးတွေဖြစ်တယ်ကရင်ကျွန်းရောင်ကလေးပါမယ်နောက်ပြီးတော့အမ်မှတ်တင်ကုန်ပါမယ်အခုနလိုစားကြည့်စပွဲလေးပါမယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုထားခဲ့ပြီးမှဖြစ်ပါတယ်ဒီဘက်ချမ်းလေးကတော့ dining room လေးပါဒီမှာ ရှိခဲ့တဲ့တာဆိုလဲအက်ဂျီတစိတကယ်တော့ပိုင်ရှင်ကသူကိုယ်တိုင်နေဖို့ဆိုပြီးတော့မှစိတ်ကြိုက်စောက်ထားတဲ့အင်္ဂလိပ်ပါဒါပေမဲ့အခုကျတော့မနေဖြစ်တော့ဘူးပေါ့နော်မနေဖြစ်တော့တဲ့ခါကျတော့ဒါလေးကိုမူရင်းဒီစောက်ထားတဲ့ဟာကိုအမြတ်တစ်ခုမှမယူဘဲနဲ့ပြန်ပြီးတော့မှရောင်းချပြီးမှဖြစ်ပါတယ်ရှင်ရင်းလိုက်ပြန်ရောင်းချပြီးမှအင်္ဂလိပ်ပါဒီမှာဆိုလို့ရှိရင်လဲဒါပရာတိုတစိတ်ပါပဲဒီမှာဈေးနှုန်းတော့ပါသေးတယ်ဒါလေးကပရာတိုတစိတ်ဖြစ်ပြီးတော့မှဒီမှာဆိုလို့ရှိရင် ဒါ dining room အနေနဲ့ပါပါမယ်။အော်ဒီလို cabinet တွေပါမှာလေ။ဒီလို box ကလေးနဲ့ပေါ့နော်။ဒါ cabinet တွေပါမှာ light ကလေးဆိုလို့ရှိရင်လည်းဒီလို light ကမျိုးတွေတုံးမိထားတယ်။အပြင်မှာဆိုလို့ရှိရင်ဒီနောက်ကနေပြန်ထွက်လာမယ်ဆိုလို့ရှိရင်တော့ common button WC ကိုတခန်းကြီးစီသီးသန့်လေးခွဲထားပေးတဲ့အင်္ဂလိပ်ဖြစ်ပါလေရှင်။ဒီ line ကလေးကိုရမ်းထားတာ။သူ့ရဲ့ idea ဒီမှာဆိုလို့ရှိရင်ဝါးပင်ကလေးတွေကိုစီတန်းပြီးစိုက်ထားရင်ဆိုတော့ဝါးပင်လေးကြီးလာရင်တော်တော်လှမှာပေါ့နော်။ အဲ့တော့ဟိုဘက်ချမ်းကနေလည်းသွားလို့ရတယ်ဒီဘက်ချမ်းကနေလည်းသွားလို့ရတယ်မမောကဒီဘက်ချမ်းကနေပြပေးလိုက်တာဒါလေးက kitchen room လေးပါအဲ့တော့ counter basin နဲ့ kitchen room ဆိုလို့ရှိရင်လေတေချာလေးတသက်ရက်လေးလုပ်ပေးထားရပါတော့အဲ့တော့အဓိကကတော့အညော်တွေပါညာဆိုအိမ်ထဲမဝင်တော့ဘူးပေါ့နော် အဲ့ဒီအိမ်ကလေးကိုစိတ်ဝင်စားရင်ဒီအိမ်ကလေးရဲ့အသေးစိတ်အချက်အလက်တွေကိုသိရှိလိုခဲ့တယ်ဆိုလို့ရှိရင်မောက်မွန်တို့ရဲ့လင်းမြေဖုန်းနံပါတ်3946699640ကိုဆက်သွယ်ဆက်သွယ်နိုင်ပါတယ်။လင်းမြေ page မှာစုံစမ်းနိုင်လို့မောက်မွန်ကောင်မှလည်းစုံစမ်းနိုင်ပါတယ်ရှင်။ကြည့်ရှုပေးကြတဲ့တို့တယောက်ချင်းချင်းအကျဉ်းစုတူတူရှိပါတယ်။